ဒီနေ့မြန်မာရွှေဈေးတွေကအတက်ဈေးနဲ့ရှင်နေပြီးတော့မြန်မာငွေဈေးတွေကတော့အကြာဈေးနဲ့ရှင်နေပါတယ်။အားလုံးပဲမင်္ဂလာပါ။စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနေကြပါစေ။ဒီနေ့က21ရက်နေ့ဆယ်လာမယ့်2020နဲ့5ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့ချိန်ဟာတိုင်းဆန်တော်ချိန်ညနေ9:00ထုံနေပါပြီ။ မြန်မာရွှေက15ပဲရည်တစ်ချပ်သားကို83သိန်း9000 16ပဲရည်တစ်ချပ်သားကိုဆိုင်ကရောင်းနေစီက88သိန်း9000ဆိုင်ကလက်ခံနေစီက89သိန်း9000စနစ်သက်မီလင်းရွှေတစ်ချပ်သားကို89သိန်း3000လက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာတွေသားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငယ်ကွာချမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေစီက4085ကျပ်ဆိုင်ကလက်ခံနေစီက3985ကျပ် ယူရိုငွေတရူတော့ကိုမြန်မာကျပ်ငွေ4948ကျပ်စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေစေက3140ဆိုင်ကလက်ခံနေစေက3095ကျပ်တရုတ်ငွေတရူကိုမြန်မာကျပ်ငွေ984ကျပ်အอสတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2648ကျပ်ထိုင်းမှာမြန်မာကျပ်ငွေစင်းလုံးတွေကပေးချက်ယူသမားတွေကပန်ငွေ120ကိုမြန်မာကျပ်ငွေတသိန်း၊ကျပ်ပေးမဲ့ယူသမားတွေကကျပ်တသိန်းကိုပန်ငွေ100၊မလေးငွေ106.15ကိုမြန်မာကျပ်ငွေတသိန်း ဂျပန်ငွေ3995.36ကိုမြန်မာကျပ်ငွေတသိန်း၊ကိုရီးယားငွေ3542.29ကိုမြန်မာကျပ်ငွေတသိန်း၊အိန္ဒိယငွေ2154.39ကိုမြန်မာကျပ်ငွေတသိန်း။လက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းငယ်ကွာချမှုလည်းရှိနိုင်ပါတယ်။မိမိတို့နေနဲ့ငွေလွှဲတော့မယ်၊ငွေလဲလဲလုပ်တော့မယ်ဆိုရင်ဝန်ဆောင်ကပေးတဲ့သူတွေကိုယင်ဖုံးဆက်ပြီးမှပဲငွေလဲလဲလုပ်ကြပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်။လက်ရှိမှာတော့မြန်မာရွှေဈေးကအတက်ဈေးနဲ့ရှိနေပြီမြဲ။ကမ္ဘာရွှေဈေးကတော့ညနေမှပြန်ပြီးတော့ကျနေတာကို းတွေ့ရပါတယ်မြမရွှေကိုစိတ်ဝင်စားလို့ဝယ်စုဖို့မယ်ဆိုလို့ရှိရင်တော့ရွှေအတုံးကိုပဲဝယ်စုကြပါလို့ကြံပြုချင်ပါတယ်။ရွှေအတုံးကလက်ဝတ်ရတနာနဲ့စားလို့ရှိရင်လက်ခစင်းတော့ကအများကြီးကိုတက်တာမှဖြစ်ပါတယ်။မြမရွှေစင်ငွေစီတွေကိုအမြဲတမ်းတင်ပေးပါတယ်။မြမရွှေစင်ငွေစီတွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်ဗီဒီယိုလေးကို follow လုပ် like လုပ်ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအန္တရာယ်ကင်းလို့ပေးရှင်နိုင်ကြပါစေ။